တော်ကြီးအားလုံးပဲမြင်တော့ပါ Dragon Fin Show ကနေပြောကြိုဆိုပါရစေ။ကျွန်တော်တို့ဘာဝုတ်တင်ရဲ့နောက်ဆုံးရသတင်းတွေနဲ့ဒါစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများအားတင်ဆက်ပေးနေတဲ့စီးမင်းပါ။ Premier League ပွဲစဉ်ရှစ်မှာဆိုရင်တော့ကျွန်တော်တို့ဘာဝုတ်အသင်းကတကယ်ကိုမှအခါသီးဆုံးပြိုင်ဘက်လို့ပြောရမယ်။ Manchester United အသင်းကိုအင်ဂွင်အန်ဖီမှာအဲ့ခံပြီးတော့ကစားရမယ်။ အဲဒီနေရာမှာဒီနှစ်သိန်းရဲ့ဒီအကြိမ်ထိတိုက်တွေ့ဆုံမှုကတော်တော်လေးစိတ်ဝင်စားစေတဲ့အကြောင်းအရာတွေအများကြီးရှိတယ်။အဲအဲ့ဒီမှာမှဒီနှစ်သိန်းလုံးမှရှိတဲ့လက်ရှိ current fund တွေအဲပြီးလို့ရှိရင်ဒီနှစ်သိန်းလုံးရဲ့လက်ရှိဒဏ်ရာလူစည်ရင်းနဲ့နောက်ထပ်ဒါစောင့်ကြည့်ရမယ့်ကစားသမားတွေကိုကျွန်တော်တို့အချက်လောက်ရွေးချယ်ပြီးတော့ပြောကြည့်အောင်ပေါ့လေ။အရင်ဦးဆုံးဒီနှစ်သိန်းလုံးမှရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒါလက်ရှိ current fund ကိုပြန်ကြည့်ရမယ်ဆိုရင် ။တဘာဘူးအသင်းကတော့ကျွန်တော်တို့ပွဲစဉ်ခွန်အပြီးမှာပရီးမီးယားလိမ့်မှာ၅ပွဲနိုင်၂ပွဲရှုံးနေဆိုတဲ့ရလတ်ကိုပိုင်ဆိုင်ထားတယ်။တိုင်းစစ်ကလည်း73ဂိုးထိရထားပြီးတော့ခံစစ်က6ဂိုးထိပြန်ပေးထားရတယ်။ဆိုတော့ဒါကတော့ဒါခံစစ်ကောင်းတဲ့အသင်းထဲမှာတော့ပါမနေဘူး။ဒါကိုကျွန်တော်တို့လည်းပါဘူးပြည်သက်တွေကလည်းအကုန်လုံးလက်ခံခံစစ်ကဒီယာဒီမှာတော်တော်လေးကိုမှရိုးရိုးရင်းရင်းဆုပ်ဆုပ်ပြက်ပြက်ဖြစ်တယ်။ ဒါအတွင်းကိုတောက်လျှောက်ရနေလို့သာကျွန်တော်တို့အနိုင်ရရတဲ့ဆိုတဲ့ပုံစံမျိုးကိုပဲဥတည်နေတယ်ဆိုတော့ဒါကိုအာနက်စရောအနေနဲ့ဘယ်လိုမျိုးပြုပြင်လာမလဲပြီးရင်ကျွန်တော်ဆက်ပြောရအောင်ပါလေတစ်ဖက်ကပြိုင်ပန်အသင်းဖြစ်တဲ့ Manchester United အသင်းရဲ့လက်ရှိ current form ကိုပြန်ကြည့်မယ်ဆိုရင်သူတို့ကလည်းလက်ရှိ Premier League ခွန်အပြီးမှာ3ပွဲနိုင်2ပွဲသိ3ပွဲရှုံးနေဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတယ်တိုင်းစစ်က6ဂိုးရထားပြီးတော့ခံစစ်က7ဂိုးပြန်ပေးထားရတဲ့အနေအထားမျိုးဆိုတော့သူတို့မှာကလည်း လက်ရှိခံစစ်ကလည်းကောင်းနေဆိုတဲ့အထက်မှာပါမနေဘူးသူတို့ခံစစ်ကဒါတိုက်ဆက်တဲ့ပို့ပြီးတော့ဂိုးပေးနေရတယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့နှစ်တင်းလုံးမှာကခံစစ်အားနည်းချက်ကိုစီရှိတယ်ဒါထပ်ပြီးတော့ဒန်ရကသာသမားကိုထပ်ပြီးတော့ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဘာဘူးတင်မှာကအလီဆင်ဘက်ကရှိတယ်အလစ်စင်ဘက်ကကလွဲပြီးတော့အီဘရာဟီမကိုနာတီရိုဂရမန်ဘတ်တို့ကတော့လက်ရှိအသင်းရဲ့ training ကိုပြန်ရောက်နေပြီဆိုတော့ဒါကျွန်တော်တို့အနေနဲ့စိတ်ပူစရာမလိုဘူးအလစ်စင်ဘက်ကတယောက်လောက်ပဲရှိရအီဘရာဟီမကိုနာတီကိုတိုင်ကိုက ပွဲထွက်လူစင်းမှာလည်းပါဝင်လာနိုင်တယ်တို့မြတ်ဒါကတော့တရားရကံတော့မသေးကြလောက်ဆိုတော့ပြိုင်ပွဲအသင်းဖြစ်တဲ့ဒါ Manchester United အသင်းရဲ့ဒဏ်ရလူစင်းကိုပြန်ကြည့်မယ်ဆိုရင် Manchester United အသင်းကတော့လက်ရှိအနေအထားမှာသူတို့ရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့ Lisandro Martinez ကိုထပ်ပြီးတော့လက်လွတ်ထားရစေပဲသူတို့အနေနဲ့ ACN ကပြန်လာပြီဘာညာပြောထားတာရှိတယ်တချို့ကကြတော့လေဘဝူးနဲ့ပွဲစဉ်မှာပြန်ပါမယ်ဘာညာပြောထားတယ်ဆိုပေမဲ့လက်ရှိအနေအထားအထိ ဒါမာတီနက်ကထရိနီယူမှာပဲရှိသေးတာသူတို့မာတီနက်ကိုဆက်ပြီးတော့ဆုံးရှုံးသွားသေးတယ်ပြီးရင်နောက်ထပ်သူတို့ရဲ့နောက်ခံကစားသမားတအုပ်ဖြစ်တဲ့မာဇာဝီကိုလည်းထပ်ပြီးတော့သူတို့ဆုံးရှုံးထားရသေးတယ်ဒါက United အသင်းတွေတကယ်ကိုသတင်းကောင်းမဟုတ်ဘူးအဲ့တော့မာရှာဝီကဗျာဒန်ယာသူရထားတာကအမှန်တမ်းပြောမယ်ဆိုသူရထားတဲ့ဒန်ယာကအများကြီးပြင်းထန်တယ်ဆိုတော့ဒန်ယာထဲမှာပါမနေဘူးဒါပေမဲ့သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေဘာညာဒီလိုမျိုးအခြေအနေတွေကြောင့်ပဲသူလက်ရှိ United ရဲ့ပွဲစဉ်တော်တော်များများကိုလွဲချော်ထားတယ် ဆိုတော့ခန်းစစ်အားနည်းနေတဲ့အသင်းမှာခန်းစစ်ကစားသမားတွေဒဏ်ရာရတာက အသင်းရဲ့တေချာပေါက်ထိုးနှက်ချက်ကြီးမားစေတဲ့အရာတစ်ခုလို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ဒီလိုမျိုးခန်းစစ်နှစ်သင်းလုံးရဲ့ဒဏ်ရာပြဿနာတွေကြုံနေခြင်းမှာလေအသင်းရဲ့ခန်းစစ်ပိုင်းကိုပို့ပြီးတော့အားနည်းစေတဲ့ဒဏ်ရာပြဿနာတွေပဲဖြစ်နေတယ်။နောက်တစ်ခါဦးမှာကဗျာအလီဆင်ဘတ်ကဒဏ်ရာရတဲ့ သူရကအလစင်ဘကကဂိုးဘောက်ကိုဘလောက်ထိအောင် save လုပ်နိုင်တယ်ကျွန်တော်တို့ကဘူးပရိသတ်တွေကောင်းကောင်းသိတယ်တိုးပေမဲ့မမဒက်ရှ်တီဗီကလည်းအလစင်ဘကကိုဝမ်းမေဘူးဆိုပေမဲ့လည်းအများကြီးကွာနေတဲ့အနေထားမျိုးမဟုတ်နေဘူးဆိုတော့အလစင်ဘကကိုလက်လွတ်ထားရတာကတိတ်ပြီးတော့အားနေချက်တော့မရှိဘူးတိုးပေမဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့မာဒါမန်တင်းကတော့ဒါမာဇရာဝီတို့မာတီနက်တို့ကိုလက်လွတ်ထားတာကတော့တေချာပေါ့ သူတို့တွေ့တာအားနည်းစီတဲ့အရာတစ်ခုဖြစ်တယ်ဟုတ်လေအော်ဒီနှစ်သင်းမှာရှိတဲ့ဒါစောင့်ကြည့်ကျင်စရာကစားမားတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကအသင်ကတော့စောင့်ကြည့်ကျင်စရာကောင်းတဲ့ကစားသမားလို့ပြောမယ်ဆိုရင်တော့ from via လို့ပဲကျွန်တော်ရွေးချယ်ချင်။ဘာကြောင့်လဲဆိုတော့ from via ရဲ့အကောင်းဆုံးပုံစံတွေကိုကျွန်တော်တို့မမြင်ရသေးဘူး။ဒါသူဘယ်တော့ကောင်းလာမလဲဘယ်တော့ကောင်းလာမလဲဆိုလို့ပြည်သက်တွေတောက်လျှောက်မျောနေနေတယ်။လက်ရှိအချိန်ထိ premier league မှာသူ twin ကိုတကူမှမရသေးသလို goal ban တိမှုတွေဒီချိန်မှာမရသေးဘူး။ဒါက ဖရန်ဗီရဲ့အတွက်တကယ်တော်တော်ကြီးမားတဲ့ထိုးနှက်ချက်တွေဖြစ်လာတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဗျာဖရန်ဗီရဲ့ကိုဦးတည်ပြီးတော့လူတွေကဝေဖန်ရေးသားလာတဲ့အရာတွေအများကြီးရှိရယ်။ဒီအရာတွေကိုဖရန်ဗီရဲ့အနေနဲ့ကောင်းကောင်းကြီးသူ response လုပ်ပြဖို့လိုအပ်နေပြီ။ဆိုတော့ဒီနေ့ပွဲစဉ်အဆောင်ကြီးရဲ့မရမယ့်ကစားသမားကို Foreign Vier လို့တော့ရွေးချက်ခြင်း ਨੇ ။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုး Foreign Vier ကိုရွေးချက်လိုက်ရတဲ့အကြောင်းရင်းကအကြောင်းမဲ့တော့မဟုတ်ဘူးဗျာ။ပြန်ဘက်အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့ Foreign Vier ရဲ့ပုံစံကအများကြီးကိုမှသူလုံးပြနိုင်စွမ်းရှိမယ်လို့ထင်တယ်။ ။ဒါဆိုတော့ပြန်ပြန်အသင်းဖြစ်တဲ့ Manchester United အသင်းကသူတို့ရဲ့ formation က3-4-3ဆိုပေမဲ့သူတို့ရဲ့ off the ball movement မှာသူတို့က5-2-3ကစားတဲ့အသင်းဖြစ်တယ်။ဆိုတော့ကွင်းလဲမှာနှစ်ယောက်ပဲထားပြီးတော့ကစားတဲ့ကစားသမားပြအဲ့လိုမျိုးအသင်းမျိုးက from v ရဲ့ login နေတဲ့ပြိုင်ဘက်အသင်းပဲ from v ရဲ့သူစောင့်နေတဲ့ပြိုင်ဘက်အသင်းသူ login နဲ့သူတကယ်တမ်းကစားပြခြင်းနဲ့ပြိုင်ဘက်အသင်းမျိုးဖြစ်တယ်ဆိုတော့အဲ့လိုမျိုးကွင်းလဲအားနေတဲ့အသင်းနေနဲ့ from v ရဲ့စိတ်ကြိုက်ကစားပုံမျိုးကစားခွင့်ရမှာဆိုရင် from v ရဲ့ block ကြောင့်လုတ်ပြနိုင် ဒါကိုကျွန်တော်တို့စောင့်ကြည့်သွားရမှာပေါ့လေဆိုတော့ Ferrari ရဲ့ဒီကနေ့ပွဲအဲ့ဒီနေ့ပွဲစဉ်မှာဒါ twin goal တွေ goal ဖန်တီးမှုတွေရနိုင်မလားကျွန်တော်တို့စောင့်ကြည့်သွားရမယ်ပြိုင်ပွဲအသင်းဖြစ်တဲ့ Manchester United အသင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားလို့ပြောရမယ်ဆိုရင်တော့အန်ဘူမိုလို့ပဲကျွန်တော်ရွေးချယ်ချင်တယ်။ဘာကြောင့်လဲဆိုတော့အန်ဘူမိုကလက်ရှိ Man United ကစားသမားတွေထဲမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ကစားသမားတွေမှာပါတယ်။အဲဒါလည်းရှိ Man United အသင်းမှာ twin goal တွေ goal ဖန်တီးမှုတွေအများကြီးလုံးမပြထားဘူးဆိုပေမဲ့လည်း အမ်ဘူမိုရဲ့ crow တွေသူ့ရဲ့ individual skill တွေသူ့ရဲ့ finishing တွေကတကယ်ကို quality finishing တွေ quality ပြတကယ် quality player ဖြစ်တယ်အဲ့ဒီပြင်ကမှသူကပြိုင်ပန်းအသင်းရဲ့ဒါကစားပုံတွေနဲ့ပတ်သက်ပြီးတော့လည်းအများကြီးကို respond လုပ်နိုင်တဲ့ကစားသမားဖြစ်တယ်ပြိုင်ပန်းရဲ့ခံစစ်ကိုလည်းအကြင်ကြင်ဒုက္ခပေးနိုင်တယ်အထူးသဖြင့်ဒီဟာဒီကျွန်တော်တို့ဘဝသင်ရဲ့ဘယ်နောက်ခံနေရကမီလိုခက်ကကတော်တော်လေးတိုင်ပတ်နေတာမီလိုခက်ကကပြသူကအရင်ဦးဆုံးသူက action လုပ်လိုက်မယ်ပြီးတော့မှ recover လိုက်ပြီးလုံးမယ်ဆိုတဲ့ပုံစံမျိုး အရင်ဆုံး तू လောက်ဖြစ်နေတာဖြစ်နေတာဖြစ် तू လောက်လိုက်မယ်ပြီးတော့မှ तू လာပြီးတော့နောက်က live ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပြပြောမယ်ဆိုရင်တော့အဲ့ဒီလိုမျိုးပုံစံမျိုးကအံမူပုံနဲ့ဆိုရင်တော့ကျွန်တော်တို့ကဘူးတင်ကတော်တော်လေးအန်ဒီရအများကြီးထင်မှာပါတယ်ဗျာတော်တော်လေးအန်ဒီရလည်းများတယ်ဆိုတော့အံမူပုံကိုလက်ရှိဒါလဘဘူးအတင်းကဘယ်လိုမျိုးထိန်းချုပ်သွားမလဲဒါကိုလည်းကျွန်တော်စောင့်ကြည့်ရမယ်တကယ်တမ်းဒါမိုင်းနိုက်တဲ့အတင်းရဲ့စောင့်ကြည့်ခြင်းစရာအကောင်းဆုံးကစားသမားကတော့အမ်မူဘူဖြစ်မယ်လို့ပဲကျွန်တော်ရွေးချယ်ချင်တယ်ဆိုတော့နောက်ထပ်ဒီနှစ်တင်းကြားမှာရှိရဲ့ထိတ်တဲ့တွေးဆမှုတွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြန်ပြောရမယ်ဆိုရင်တော့ ဒီနှစ်သိန်းမှာကလက်ရှိဒါနောက်ဆုံးထိတဲ့တွေးဆမှုတွေမှာကဒါကျွန်တော်လိုပါဘူးအတင်းကတော့အများကြီးအသာရထားတယ်။ဒါပေမဲ့ AF မှာကျွန်တော်လိုပါဘူးအတင်းကို United အတင်းကနောက်ဆုံးနိုင်ခဲ့တာက2016ခုနှစ်မှာဒါကျွန်တော်ကိုအကုန်လုံးလည်းသိမယ်ထင်တယ်။အဲဒီကဝင်းရိုနီရဲ့တလုံးလေးသောအတင်းကိုနဲ့နိုင်ခဲ့တာဗျာ။ဘာရန်ထိပြီးတော့ပြန်ကျလာတဲ့အလုံးကိုရိုနီတွင်းသွားတာ။ဟုတ်တယ်ရိုနီအဲဒီကတွင်းသွားတာဗျာ။အဲတော့နောက်ဆုံးနိုင်ခဲ့တာက2016ခုနှစ်မှာ2016ခုနှစ်ဆိုတော့6နှစ်လောက်ရှိပြီဗျာ။ 90နှစ်နီးပါးရှိပြီဆိုတော့အဲ့ဒီအရာကိုလည်းဒါလဘာဘူးအသင်းနေနဲ့ဆက်ပြီးတော့ control လုပ်ဖို့အတွက်လိုတယ်အဲ့ဒီမှတ်တမ်းကိုအဲ့ဒီ record ကိုလည်းဆက်ပြီးတော့ခြံထားဖို့လိုအပ်တယ်အဲ့တော့လဘာဘူးအသင်းနေနဲ့ကအဲ့ဒီပွဲစဉ်အတွက်ကိုဘယ်လိုမျိုးရလဒ်တွေနဲ့ပုံဖော်လာမယ်လို့ကျွန်တော်ကိုထင်ကြတယ်ကျွန်တော်ဆွေးနွေးကြပါအောင်တော့လည်း like subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးပါ